ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုကိုအောင်မိုးကျော်စူးစီးတင်ဆက်ထားပါတယ်။ဒီပိုင်းမှာနိုင်ငံတော်ယာယီသမ္မတကရုရှားနိုင်ငံကိုရောက်ရှိနေတာဖြစ်ပါတယ်။ရုရှားနိုင်ငံမှာရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့တယ်၊သမ္မတအကြံပေးနဲ့တွေ့တယ်၊အခြားသောအရေးကြီးတဲ့သူတွေနဲ့တွေ့တယ်ပေါ့နော်။အဲ့လိုပဲဒီအာဂါတာအေဂျင်စီတွေတွားရောက်လေ့လာတယ်။ဟိုတွားတဲ့ပွဲကက Atomic Week ပေါ့နော်။ Atomic Week ဖြစ်တဲ့အတွက်ဒီ New Zealand နဲ့ပတ်သက်ပြီးတော့ အများအပြားလေးနာနေတာတွေ့တယ်။အဲ့လိုပဲရုရှားမှာရှိတဲ့ဒီ new စွမ်းရည်ကုမ္ပဏီကြီးနဲ့လည်းအပြန်အလှန်သဘောတူညီမှုတွေလုပ်နေတာတွေ့ရတယ်။နောက်ပြီးတော့ခုနကတော့လည်းမျိုးရုရှားမှာရှိတဲ့အာဂါသာအေဂျင်စီနဲ့လည်းအပြန်အလှန်သဘောတူညီမှုတွေလုပ်တယ်။ပြီးရင်တင်နန်းသားတွေဆေလုပ်ဖို့လည်းပြောတယ်ပေါ့နော်။ကျွန်တော်တို့နိုင်ငံနေနဲ့အာဂါသာနဲ့ပတ်သက်ပြီးတော့ဒီထက်ပိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကိုကျွန်တော်တို့မျှော်လင့်တာကြားပါပြီဘယ်တော့မှရမလဲရမလဲပေါ့နော်ကျွန်တော်နိုင်ငံမှာဒီအာဂတနီးပညာဆိုင်ရာအဖွဲ့အစည်းတွေတော့အာဂတနီးပညာဆိုင်ရာအာဂတနီးပညာဆိုင်ရာအကြောင်းတွေဒီလိုမျိုးတွေရှိတင်နေပါအနာဂတ်မှာအကုန်လုံးကနော်သူထက်ကအပြိုင်ဆိုင်ဟိုအရင်နေရပါဆိုဗီယက်ဆိုတာကအရင်ဆုံးအာဂတာလေးရောက်ခဲ့တဲ့နိုင်ငံဖြစ်တယ်ပေါ့နော်အဲ့ဒီကရုရှားကနီးပညာတိုးတက်ခဲ့ပြီးတော့အခုချိန်ဒီလေခေတ်ရှိပြေးနေစေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကလည်းသူတို့နဲ့မိတ်ဆွေဖြစ်ရတဲ့အတွက် အောက်တော့မကြဘူးလက်ရှိဒါယာယီသမရခရီးစဉ်ပေါ့၃လချိန်လောက်ရုရှားနိုင်ငံကိုရောက်ခဲ့တယ်ပေါ့ဟိုအရင်တော့ဆိုဗလာဒီဗိုစတော့တို့ဘာတို့ဒီနေရာတွေကိုသွားခဲ့တယ်အခုဆိုလို့ရှိရင်ပြီးခဲ့တဲ့၈လပိုင်းမှာကဗက်ထရီဒီသွားခဲ့တယ်ပေါ့နော်ဒီလိုအခြေအနေမျိုးတွေကျွန်တော်တို့ဘက်ကအများကြီးလှုပ်ဆောင်နိုင်တာတယ်မကြခင်ရီကော့ပွဲချင်းပါမယ်တက်လာမယ်အစိုးရနဲ့နော်လက်ရှိခင်ထားတဲ့လမ်းကိုဆက်ပြီးရှောက်လို့ရှိရင်ကျွန်တော်တို့ကမဝေးတော့တဲ့အနာဂတ်မှာကောင်းမွန်တဲ့အခြေအနေတခုကိုကျွန်တော်တို့ပိုင်ဆိုင်နေမှာဖြစ်ပါတယ်နောက်တစ်နေ့တော့ပေါ်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တဝယ်တက်နယ်ကို အလင်းဝင်လာတယ်ဗောနော် PDF 4ရောက်လို့အလင်းဝင်လာတဲ့အချိန်မှာကျွန်တော်တို့ကတော့ရိုးရိုး PDF 4ရောက်ပဲအလင်းဝင်တယ်လို့ကျွန်တော်ထင်တာဗောနော်အဲကျွန်တော်အဲ့မှာကြားတာအဲ့ချက်မကောက်ဘူးလို့လည်းကြားတယ်ဗောနော်အဲ့ချက်မကောက်ဘူးဒါပေမဲ့သူတို့ဘက်ကဘက်ပြောင်းပြီးဒီဘက်ကိုအလင်းဝင်ရသေးတာလည်းဖြစ်ကောင်းဖြစ်မှာဗောနော်အဲ့မှာဘက်ပြောင်းလာတဲ့အချိန်မှာ KNU လက်အောက်ခံ KNL ဘက်ကလူတွေလည်းပါတယ် PDF တွေလည်းပါတယ်ဗောနော်ဆက်ပြီးတော့လည်းပြောင်းလာဖို့ရှိသေးတယ်ဗောနောက်တစ်ချက်ကကြတော့ NUG ရဲ့ ပြုပြင်ပြောင်းလဲရင်းနဲ့ပတ်သက်ပြီးတော့ဝိုင်းဝန်းပြောဆိုနေကြတာတွေ့တယ်ပေါ့နော်အဲ့လိုပြောဆိုရတဲ့အချိန်မှာကျွန်တော်တို့မပါပါဘူး။နော်ကျွန်တော်တို့ပြုပြင်တာမပြုပြင်တာကျွန်တော်လည်းတော့မဆိုင်ပါဘူး။အဓိကဒီထဲမှာအကြမ်းဖက်မှုတွေမရှိဖို့ပဲကျွန်တော်တို့ကရည်ရွယ်တယ်။အခုသူတို့ဘက်ကထွက်လာတဲ့သတင်းတွေအရာပေါ့နော်။ NUG ရဲ့ဒီအစ်စင်ဘတ်ဂျက်ကနော်ဘတ်ဂျက်ကကျပ်ငွေဘီလီယံ480လို့ကျွန်တော်ကြားရတယ်။အဲ့လောက်ထိရတယ်ပေါ့နော်ပြည်သူတွေစီကစုဆောင်းတယ်အဲဆက်ကြီးတွေလည်းကောက်တယ်။ အရွှေတွင်းတွေတူးတယ်အဲ့ဒီကနေထွက်လာတဲ့ပတ်စံတွေနဲ့သူတို့စီမှာဘီလီယံ480ပေါ့ဒါသူတို့စီကပြတဲ့စည်ရင်တော့480ဆိုလားမပြပါနဲ့ဘယ်လောက်ရှိလဲကျွန်တော်ပြောတတ်ဘူးအဲ့လိုပဲထူးထူးခြားခြားရွှေရလည်း18ပိတ်တာလောက်ရှိလဲပြောတယ်ဟုတ်တော့မဆိုအများကြီးပဲမငွေအများကြီးပဲအဲ့တော့ဒီလောက်များတဲ့ငွေတွေ PDF တွေကိုနိုင်နိုင်နေနေမပေးနိုင်ဘူးဘဝလည်းလည်းမကြွေးနိုင်ဘူးဆိုတော့အံ့ဩစရာကောင်းတယ်သူတို့နဲ့မိဖက်ဖြစ်ပါတယ်ဆိုတဲ့သူတွေသူတို့နဲ့ inline ဖြစ်ခဲ့ပါတယ်ဆိုတဲ့သူတွေတော့မှ ဒီပမာဏနဲ့ပတ်သက်ပြီးဒီလောက်ရခဲ့တာတော့ဘာမှမလုပ်ဘူးလားဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့နေဆက်မှာနေတဲ့ကျွန်တော်မိတ်ဆွေတွေအတငယ်ချင်းတွေပြပုတ်ချက်အရာပြောဆိုချက်တွေအရာအဲ့ဒီ480ဆိုတာကအဲ့ဒီမှာဒီပြည်တွင်းကနေပြီးထွက်ပြေးသွားတဲ့နိုင်ငံရေးသမားရောင်ရောင်ဘာရောင်ရောင်ဟိုရောင်ရောင်ဒီရောင်ရောင်အမှုပညာရှင်ရောင်ဘာရောင်ရောင်အဲ့လိုလူတွေအကုန်လုံးအတွက်နေဖို့စားဖို့တတိယနိုင်ငံကူးဖို့အတွက် တရားဒဇင်းထိုးထားပေးရသေးတယ်ပေါ့နော်တရားဒဇင်းထိုးပေးတယ်ဆိုတာတရားနိုင်ငံကူဖို့အတွက်တရားဒဇင်းထိုးထားပေးရသေးတယ်ပေါ့အဲ့တော့အဲ့မှာနေမယ်ဆိုလို့ရှိရင်လည်းတို့ကအိမ်ကောင်းကောင်းနဲ့နော်တို့စားဖို့တောက်ဖို့ဆိုလို့ရှိရင်လည်းအရက်ကောင်းကောင်းနဲ့နေစင်တဲ့အမြဒီဝန်ဆောင်မှုတွေကလည်းကုန်နေပေါ့တို့ကဝန်ဆောင်မှုပေးနေတယ်လို့ဖြစ်နေအဲ့တော့တို့ဝန်ဆောင်မှုပေးတဲ့ပတ်စံတွေကဘယ်ရလာလဲတို့ PDF တွေကဒီရွှေတွင်းတွေနော်ပြည်သူရဲ့ချွေးနှွေးစာတွေကိုစက်ကြီးကောက်ရွှေတွင်းတွေကိုစက်ကြီးကောက် တော့ဒီလိုဆက်ကြီးကောက်တဲ့နေရာနေပြီးတော့ပြည်သူတွေရဲ့မျက်ရည်နဲ့သူတို့ကဟိုမကောင်းစားနေပြည်ပနိုင်ငံရောက်သွားတဲ့သူတွေအခုရပိုင်းဝေဖန်နေတာတွေ့ပါလိမ့်မယ်သူတို့ဒီငွေရှာတဲ့အဖွဲ့တွေကဒီစိန်လက်စုပ်ကိစ္စတွေရောဘာတွေရောပါတယ်ပေါ့နော်လက်ရှိနိုင်ငံတော်ယာယီသမ္မတကပေါ့နော်2010စက်တင်ဘာလတက်ချုပ်ကြီးအဖြစ်တောင်ဝန်ထမ်းဆောင်တယ်ပေါ့တောင်ထမ်းဆောင်ပြီးတဲ့နောက်ပိုင်းမှာဒေါအောင်ဆန်းစုကြည်ကလည်းထောင်ကားလွတ်တယ်အဲ့တော့ဒေါအောင်ဆန်းစုကြည်နဲ့ရှင်ရှင်ပြီးတော့ဒီ တမတော်ကာကွယ်ဦးတီချုပ်ကိုပြောတာပြောတာပြောတကယ်ဆိုရင်တို့တွေတမတော်ကာကွယ်ဦးတီချုပ်ကိုတော့ယေရှုတင်တင်တယ်ဟုတ်ကအတန်းရှင်းရတယ်လေဟိုကတော့တို့တို့သိလည်းမသိစိတ်လည်းမဝင်စားဘူးဘယ်အမှန်းတော့မသိဘူးအဖတ်တော်မလို့ဘူးပေါ့နော်ဒါပေမဲ့တို့မှတော့ဆဲလိုက်ရတာတနည်းတနည်းတို့တော့ဆဲပြီးတော့လူသိလာကြလူသိလာတော့အဲ့ဒီသိလာတဲ့ဟာကိုအတုံးချပြီးတော့တော်လန်ရေးပါဆိုပြီးခေါင်းစဉ်ပြတယ်အတော်လန်ရေးဆိုတဲ့အနောက်ကနေပြီးတော့မှအိမ်ဒီခြံဒီတိုက်ဒီကားဒီရှည်ဒီငွေဒီစုဆောင်မိတာပေါ့နော်ဒီလိုအခြေအနေဖြစ်သွားတို့အနေနဲ့ ဟိုသူတို့ရဲ့ကျေးဇူးရှင်ပြပါဆိုလို့ရှင်တက်ချုပ်ကြီးပဲနော်တက်ချုပ်ကြီးကိုဆဲပြီးတော့ပတ်ဆက်ချာကြဟိုသူတို့ရဲ့ပတ်ဆက်ချာနေရတမျိုးပဲပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့သူများနိုင်ငံမှာသွားနေရတယ်နော်သူများနိုင်ငံမှာသွားနေရတယ်အခုဟိုပေါ်လဲပေါ်လာရောဒုက္ခရောက်လွတ်လွတ်ကြတယ်ဒီတော်လန်ရလည်းမအောင်တော့ဘလို့မအောင်စရာအကြောင်းလည်းမရှိတော့အခုလူပြဒနာမျိုးတွေဖြစ်နေဖြစ်တဲ့တော့ပေါ့နော်တော့ဒီတော်လန်ရင်းမှာကဒါ NUG ကသူတို့ကိုယ်တိုင်မူမမှန်ဆိုတော့အောက်မှာလည်းမူမမှန်ဘူး ်သူတို့စီရောက်တာနည်းနည်းပဲရောက်တယ်အောက်မှာလည်းခေါင်းဆောင်မိုင်းတွေအကုန်လုံးကြီးပွားချမ်းသာနေကြတယ်ခေါင်းဆောင်မိုင်းဆိုတာဒီအောက်ကနော်ကြီးရွာတွေမှာရှိတဲ့ပကဖတွေပအဖတွေပလဖတွေစသဖြင့်ဒီလိုခေါင်းဆောင်တွေတော်တော်များများကချမ်းသာနေကြပြီအကုန်လုံးဆင်ပြေနေကြပြီပြည်သူတွေပဲခက်ခဲနေတာနောက်ပိုင်းမှာဖြစ်လာလဲဆိုတော့အခုရက်ပိုင်းမှာစကိုင်းတိုင်းဒေသကြီးအတွင်းမှာပေါ့နော်အဲ့ဒီပကဖတွေပအဖတွေဆိုတဲ့လူတွေကနော်ပီဒီအက်ဖွဲ့ဝင်တွေကအသက်မပြည့်သေးတဲ့ ကလေးတွေကိုအာရမပြုချင်တယ်အခုအဲ့ဒီသတင်းပြောက်သွားပြန်ပြီဝက်လက်မှာဖြစ်တဲ့သတင်းပေါ့နော်ဂျွာသာကြီးလားမသိအဲ့ရွာမှာဖြစ်တဲ့သတင်းကဲနောက်ထပ်တစ်ခုသတင်းပေါ်လာပြန်ပြီအဲ့ဒါဘာလဲဆိုတော့မင်းကင်းမှာဖြစ်ပြန်ပြီမင်းကင်းမြို့နယ်မြောက်ချွန်းကြီးရွာမှာရှိတဲ့ပါလာဖတ်တောင်ဝကန်အိုက်နိုင်နဲ့အဲ့ဒီအိုက်နိုင်ခေါ်သိန်းတန်ဂျွာမှာရှိတဲ့အမျိုးသမီးတူကိုအာရမပြုချင်တယ်နော်အာရမပြုချင်တာရိုးရိုးဆိုလာမဟုတ်ဘူးသူက အဲ့ဒီအမျိုးသမီးရဲ့ယောက်ျားကိုရွာမှာထိတ်တုံးခတ်ထားတယ်ထိတ်တုံးခတ်ပြီးတော့အဲ့ဒီအမျိုးသမီးကိုအလုံးမတူပဲအာရမပြုတ်ကျင်တယ်အဲ့တော့ဆန္ဒတွေတော့ပြနေကြပဲဒါပေမဲ့သူတို့မတိုင်လို့တဲ့သူတို့ဘက်ကအေးမယူနိုင်ပါဘူးဆိုပြီးတော့အဲ့ဒီကြေးရွာက NUG အဖွဲ့ဝင်ကပြောတယ်တော်လန်ရေးလုံးမယ်လို့ပြောတဲ့သူတွေကမတော်တာလန်တဲ့နေရာမှာတိတ်တော်နေတယ်အညာဒီသားပြည်သူတွေကခေါင်းကိုခွန်နေရတဲ့အနေအထားဖြစ်နေ2021ခုနှစ် နိုင်ငံကြီးဖြစ်စဉ်တွေဖြစ်ပြီးတဲ့အချိန်မှာသူတို့ပြောနေကြစကားရှိတယ်စကားတစ်ခုနဲ့မဟုတ်နှစ်ခုတော့ပြောအောင်အဲ့ဒါကပါလဲဆိုတော့ပြည်သူတွေကိုတစ်ခုပြောချင်တာကငုံမခံတဲ့တုတ်ပြန်ကြတော့တုတ်ပြန်တာနီလန်းမျိုးမျိုးနဲ့တုတ်ပြန်လို့ရတယ်သူတို့အခုလိုမျိုးဆန္ဒပြရင်လည်းပြီးမှာမဟုတ်နော်တုတ်ပြန်နီမျိုးမျိုးနဲ့တုတ်ပြန်လို့ရတယ်အဲ့ဒါဆိုရင်သဘောပေါက်မှထင်ပါတယ်နောက်တစ်ချက်ကကျတော့တရားနဲ့သူသာနိုင်ကြီးတဲ့နော်အဲ့ဒီစကားသူတို့ပြောခဲ့တာနော်ကျွန်တော်ပြန်ပြောပြတာအဲ့တော့တရားနဲ့သူသာနိုင်ကြီးဆိုလို့ရှိရင် ရှုံးတော့မှာ NUG ရော PDF တွေရောအဲ့ဒီလက်နက်ကင်ပြီးတော့တောင်းကျမ်းနေတဲ့သူတွေအကုန်လုံးရှုံးတော့မှာဘာလို့မတရားတာကြီးပဲလုပ်နေလို့ရှုံးကိုရှုံးတော့မှာဒါကျွန်တော်ဟောကိန်းထုတ်ထားတာဖြစ်ပါတယ်ဆိုကျွန်တော်ဟောရင်းထုတ်ထားတာအခုမှတခုလည်းမဟုတ်ပါဘူးရှေ့ဘက်မှာပြန်ကြည့်လိုက်ပါ PDF နဲ့ဟင်းသား9000ဆက်တို့နောက်တော့ PDF ဘာလို့အေးနှိမ့်လာတာလဲလို့ကျွန်တော်ပြောထားတာအများကြီးရှိတယ်ကျွန်တော်ဗီဒီယိုတွေထဲမှာပြန်ရှာကြည့်ရင်တွေ့နိုင်တယ်ဆို TikTok မှာကတော့မပြစ်တိုင်းကပြီးပြောချင်တာ TikTok မှာကတော့ကျွန်တော်ကိုအဲမတွေ့တဲ့လူတွေများလာတယ်ဘာဖြစ်လဲဆိုတော့ တိတော့ဗီဒီယိုတွေမပေါက်ပေါက်ဆိုတာတိတော့ပေါက်ချင်လက်ထားပေါက်တယ်ပေါက်ချင်တဲ့တခါတည်းနဲ့အသိနဲ့ခြိထားချင်လည်းကြည့်တယ်ဒါကြောင့်မပေါက်ချင်လည်းတနေ့မှຢာကနဲ့ထောင်ကနဲ့ပြီးပြီးသွားတယ်ဆိုတော့ကျွန်တော်ကဟိုဘယ်နှစ်ယောက်ကြည့်ကြည့်ကြည့်တဲ့သူအတွက်ပဲကျွန်တော်ကအကျိုးဖြစ်တော့ပြီဒါပေမဲ့ပြောချင်တာဟိုတချို့မေးကြတယ်မတင်ဘူးလားမတင်ဘူးလားမေးတယ်ကျွန်တော်တွေ့ရင်တည်င်းနေမတွေ့တာကြာပြီနော်တင်တယ် တော့တစ်တော့မှာဆိုလို့ရှိရင်လည်းကျွန်တော်နာမည်လေးရိုက်ပြီးရှာပေးကြပါ comment လေးမှတ်မိကြပါလို့ပြောချင်ပါတယ်နောက်မတော်တာလန်လည်းဘက်ကိုပြန်သွားကြည့်မယ်ဆိုတော့နောက်တဲ့တင်းလေးဘုကတော့စကန်းတာပေါ့နော်စကန်းတာရွာကြောင်မဲပေါ့တော့ကျွန်တော်ပြောတယ်ကြောင်မဲမှာစကန်းတာမှာခန်းစစ်လုတ်ထားတယ်ခန်းစစ်ကြီးကြီးလုတ်ထားတယ်ဒါပေမဲ့စိတ်ချတော့ဦးလာဆွေပြောသလိုပဲပလောင်တွေကတိုက်တော့မယ်ဆိုလို့ရှိရင်ခေါင်းမိတစ်ဖက်လိုက်တင်ထားတယ်အဲ့လိုဖြစ်နေပေါ့နော်အခုကဘေတိစုံကွဲတာပဲတိုက်ခါနဲ့ထွက်ပြေးရောလာပဲအခုစကန်းတာတိုက်တော့မတိုက်လိုက်အောင်ပြေးပြီ နော်စကန်းသာကိုလူမျိုးတဖုတ်နေပြန်လဲရရှိပါပြီဂျားထဲမှာရွာတရွာကျောင်းမထင်နဲ့မကြောင်မဲသွားတဲ့လမ်းတော့မဟုတ်ဂျားထဲမှာရွာတရွာကျောင်းမထင်နဲ့အဲ့ဒီရွာကျော်သွားရင်ကြောင်မဲဝင်ပါပြီတရင်ဆက်ဆက်ပြီးတခုပြောဦးမယ်နော်ဒီနာအိုက်ခံရွာပတ်ဝန်းကျင်မှာနော်တိုက်ပွဲတွေဖြစ်ကြတယ်ဖြစ်တဲ့အချိန်မှာဒီတက္ကံအမျိုးသမီးငယ်တဦးရဲ့နောက်ထပ်နှစ်ယောက်လာမသိတက္ကံရအဲ့ဒီတက္ကံရတဲ့အမျိုးသမီးငယ်ကအာသမပြုချင်းခံရတာတဲ့ပုံစံမျိုးမြင်တယ်အောက်ပိုင်းပလာချင်းတယ်လို့ပြောတယ် အဲ့ဒီနေရာမှာဒီလုံချိုးတဖုံဝင်ကြီးရဲ့ equipment ဘာလို့ပြောရမလဲနိုင်ငံတော်အလံပါတဲ့ဟာတစ်ခုပေါ့အမှထားထားတယ်တဲ့တအားကြီးပုံမြင်ဆန်းနေတယ်လို့ခံစားရတယ်ခူကအရမလည်းပြုကျင်သေးတယ်လူလည်းတက်သွားသေးတယ်ဒီလိုမျိုးကိုအရေးအယောင်ထားခဲ့ပါမလားလို့စဉ်းစားကြည့်ပေါ့နော်တအားကြီးဇလန်းစင်တာရိုးလွားကြီးရဲ့နောက်ချက်သူတို့ဖြစ်တဲ့ရက်ကိုကျွန်တော်ကြည့်တဲ့အချိန်မှာအခုဖြစ်စဉ်ဖြစ်ပေါ်တဲ့နေရာနဲ့လုံချိုးကြီးတဖုံဝင်ကြီးရှိတဲ့နေရာနဲ့နော်တိုက်ပွဲဖြစ်ပေါ်တဲ့နေရာနဲ့အာအဝေးကြီးနောက်ပြီးတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ကာလကြီးဘသူကအတော်စိတ်မြင်နေပြီးသွားလို့ပါတခါကျလို့ရှိရင်ဇလန်းစင်တာတွေကတအားကြီးကိုရုပ်ပေါက်လောင်းအကြီးတယ်တိတ်အစင်မပြေနေဘူးပေါ့နော်အဲချုပ်ပြောရမယ်ဆိုရင်ကြောင်မဲကိစ္စကမကြံခင်ကြောင်မဲရောက်တော့မှာပေါ့နော်ဒါတော့မှ PDF တွေကမိုးကုတ်ကတော့ဆင်းတိုက်ကြတယ်နော်မိုးကုတ် PDF အဖွဲ့တွေ TNL ဖွဲ့ဝင်တွေဆင်းပြီးတော့တိုက်ကြတယ်မိုးကုတ်မှာအင်အားနည်းနေလောက်တယ်နောက်သတင်းတဲ့ဘုတ်က MND ထိန်းချုပ်တဲ့နေပြည်တော်မှာရေမောင်းလိုက်စင်တွေရင်လိုက်စင်တွေလုတ်ဖို့ဆိုပြီးပြောပြန်ပြီ ကျွန်တော်လည်းပြောတယ်ခဏခဏပြောတယ်ပြီးခဲ့တဲ့ဘက်ကလည်း NDA ထိချုပ်တဲ့နေရာမှာအကြီးညာချက်ထုတ်တယ် productive ဘာသာနဲ့ထုတ်ပြန်တယ်ဗောနော်ကုန်ကြမဲ့ကုန်ကြစည်းတွေနဲ့ရင်မောင်းလိုက်စင်နေရင်လိုက်စင်နေလောက်ဖို့အဲ့တော့ကျွန်တော်ပြောချင်တာကလေဒီနိုင်ငံထဲမှာနေနေရတခုတည်းနဲ့လည်းပတ်လို့မရအောင်လားကားစီးကြီးလို့လားအဲ့ဆိုတော့ကျွန်တော်မပြောတတ်ဘူးเนาะဒီနိုင်ငံထဲမှာနေရတယ်သူတို့စီမှာတစ်ခါသွားလုံနေရတယ်ကဲဒီဘက်ခြံကားတွေအဲ့ဒီဘက်ဝင်ဘယ်လိုလုပ် ဘယ်ဘယ်ကန့်နဲ့ကင်ပြီးပြရမှာဘယ်လိုင်းစင်နဲ့ကင်ပြီးဝင်ရမှာထားလိုက်ပါတော့ကုံသွေးရေးလမ်းကြောင်းတွေပြန်ပွင့်သွားစေဘယ်လိုင်းစင်နဲ့အတီထဲဝင်ရမှာအဲ့ဒါတော်တော်ခက်ခက်ဖြစ်နေတယ်အဲ့ဒီကိစ္စကလည်းနောက်နောက်ချက်ကလည်းဒါတည်တံပြီးတဲ့ကိစ္စပေါ့နော်ဒါလည်း MND ရေးပဲတရုတ်နိုင်ငံသား3ဦးမြန်မာနိုင်ငံသား4ဦးစုစုပေါင်း9ဦးကိုတည်တံပေးလိုက်တယ်အဲ့တော့ဒီနိုင်ငံထဲမှာနေပြီးတော့တရားစီရင်ရေးကသူတို့တရားစီရင်ရေးနဲ့သူတို့ဖြစ်နေအစိုးရကအတိမတ် ပြုထားတဲ့ထဲမှာပေါ့နော်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာအဲ့လိုမျိုးတရားစီရင်ရေးတည်တံ့တိပေးနိုင်တဲ့တရားစီရင်ရေးတို့တို့မှာရှိနေလားလို့ကျွန်တော်တို့မေးခွန်းထုတ်ခြင်းတယ်တကယ်တမ်းတော့အာဓမပြုခြင်းနဲ့ okay အာဓမပြုခြင်းနဲ့ဆိုလို့ရှင်အစိုးရတရားရုံးနဲ့ဒါမို့လို့ရှင်လဲအစိုးရချတဲ့ဒီအတိုင်းဒီဥပဒေဒီပုံမှန်အတိုင်းတရားသူကြီးတွေဆုံးဖြတ်ပြီးချပေါ့ဘာလို့တည်တံ့တိပေးတာလဲနောက်ပြီးတော့မတရားနိုင်ငံသားတွေပါပါတယ်ပြစ်မှုကျူးလွန်တဲ့တရားနိုင်ငံသားဆိုလို့ရှင်တို့လွှဲပေးရမှာတို့ရဲ့ဒီလောက်ရက်ကတရားနိုင်ငံနေနေတော့ဘယ်လိုမြင်လဲတော့ကျွန်တော်ပြောတတ် ်နော်အခုလိုမျိုးမြန်မာပြည်ထဲမှာနေတဲ့လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကတေတန်စီရင်နဲ့တနက်တွေနဲ့ပြစ်တတ်တာဒါအဖွဲ့ဝင်လည်းပြောတာပြစ်မှုကျူးလွန်တာပဲတကယ်လို့သူတို့မှာအဲ့လိုစီရင်ခွင့်မရှိဘူးဆိုရင်သူတို့ကပြစ်မှုကျူးလွန်တာလုံးဝသိကြတယ်နော်ဒါပြစ်မှုကျူးလွန်လူတက်မှုကျူးလွန်တာပဲအစိုးရရဲ့လုံထုံးလုံးဒီတိုင်း စီရင်တယ်ဆိုလို့ရှိရင်တော့ကိုပိုင်အချုပ်ခွင့်ရဒေတာတွေမှာအခုလိုမျိုးလုံးလုံးနေတိုင်းစီစဉ်တယ်ဆိုလို့ရှိရင်ပြဿနာမရှိဘူးအခုကအဲ့လိုမျိုးဝါလည်းလုတ်တယ် MND လည်းလုတ်တယ်ပြီးတော့တရားဥပဒေနဲ့ပတ်သက်ပြီးတော့နားလိုက်တကြွနေသူများရှိလို့ရှိရင်ပေါ့ဒီလိုလုတ်ခွင့်ရှိမရှိဆိုတာကျွန်တော်ရဲ့ comment တွေမှာမှတ်ထားပေးပါဦးခင်ဗျနောက်တစ်နေ့ဘုတ်ကတော့လာမယ့်အောက်တိုဘာလ၁ရက်နေ့ကနေစပြီးတော့မြန်မာနိုင်ငံသားတွေမလေးရှားမှာဗီဇာမလိုပဲ14ရက်ကြာတွားရောက်လည်ပတ်နိုင်မှာဆိုတော့ထုတ်ပြန်ချက်တစ်စောင်ကိုမလေးရှားတန်ယုံကနေထုတ်ပြန်ထားပါတယ် မအမ်ဘစီအော့ဖ်မလေးရှားရန်ကုန်ပေါ့နော်မြန်မာနိုင်ငံကူးလက်မှတ်မြန်မာပတ်စပို့ပေါ့နော်ကန်ဆောင်တဲ့သူတွေအနေနဲ့မလေးရှားနိုင်ငံကိုကာလာဒိုလူမှုရေးလေပတ်ခီးသွားရောက်တာအတွက်ဗီဇာကင်းလွတ်ခွင့်ရမယ်လို့သိရပါတယ်တော့အများဆုံးနေထိုင်နိုင်တဲ့ကင်းလွတ်ခွင့်ကာလကတော့14ရက်ဖြစ်ပါတယ်နောက်တစ်နေ့ဘုကလီဂီကိုပေါ့နော်လီဂီကိုလီဂီကိုပတ်ဝန်းကျင်မှာလူမျိုးတဖွဲ့ဝင်တွေနဲ့ဒီ KNA လေး PDF ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်နေတယ်ဒီမှာစိတ်သက်စစ်စီရေးတွေဆင်းပါလိမ့်မယ်เนาะကျွန်တော်တို့လည်းကြားတယ် ီလူစုမူတန်းတွေယူရှေ့ရတင်နေနော်အဲ့ဒီလူတွေကိုကြီးမကုန်မချင်းပြစ်ခံနေယူများယူနေတော့လားတန်တ်တွေလည်းမပေးလိုက်ဘူးလို့ပြောတဲ့သူကရှိသေးတယ်စစ်သွားတိုက်ပါလေဆိုမှပြည်သူစုမူတန်းတွေတိုက်ပွဲထဲမှာဘယ်သူဖျက်ပြေးခိုင်းမှာတော့ယူနေလို့လားစစ်မြေပြင်ပြန်လာတဲ့ပြည်သူစုမူတန်းတွေနဲ့တွေ့ခဲ့တဲ့လူပါနော်စစ်မြေပြင်မှာ မကြုံရပဲနဲ့နော်ကောလာဟလာဝါရဖျက်တဲ့ဇကားတွေကိုလူတွေနဲ့ယုံတတ်တဲ့သူတွေမဟုတ်ပါဘူးနော်ကျွန်တော်တို့တကယ်တိလို့တကယ်ပြောတာဖြစ်ပါတယ် နော်ပြည်သူ့စုမှုထမ်းနေဘလို့တိုက်တယ်ဘလို့တိုက်ခဲ့ကြီးကောင်းတယ်ဘလို့ဆွဲကြီးကောင်းတယ်ကျွန်တော်သိတယ်အဲ့တော့သူတို့ပြောသလိုဖျက်ချောက်ဖို့တော့ဘာလို့တင်နှံပေးမှာလဲကျွန်တော်တို့သိတဲ့ပြည်သူ့စုမှုထမ်းနေကစနိုက်ပါတော်ပြစ်တယ်နာနေကြီးလည်းပြစ်နေပြီတကယ်ဖိုက်တာတွေအဲ့ကျွန်တော်အောက်မှာတချို့လာမှန်နေတယ်မသိဘဲနဲ့မပြောပါနဲ့တော့ကျွန်တော်မသိဘဲနဲ့ပြောပါမလားကျွန်တော်ဘုပ္ပရက်ကကျွန်တော်ရတဲ့တည်င်းဆိုလဲဒေတာခံကိုယ်တိုင်ကပြောတာနော်ကျွန်တော်ပြောလိုက်ရင်ကျွန်တော်အမျိုးတွေပါပါကုန်မှာအမှကျွန်တော်အမျိုးတွေပါရှိတယ်နော်အဲ့ကြောင့်မို့လို့ကျွန်တော်ပြောချင်တာလေကိကဘုံညမတိုက်ဝဲဖြစ်နေတယ် နှစ်ဖက်လုံးတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အထိခိုက်ကတော့ရှိတယ်။နော်အထိခိုက်ကတော့နှစ်ဖက်ထိခိုက်ရှိတယ်။ဒါပေမဲ့ခုနကပြောသလိုစိုးစိုးဝိုင်းပြည်သူစစ်မှုတန်းနေရှေ့တန်းတင်ပြီးတော့အတင်းတိုက်နေတာမျိုးမဟုတ်ပါဘူးနော်။အခုလက်ရှိတိုက်နေတဲ့ view အားရတော့ drone တွေသွားမယ်။စီစီညက်ကြအောင်ချမယ်လေကြောင်းတိုက်ခိုက်မယ်ပြီးလို့ရှိရင်မြေပြင်ကတက်ပြီးတော့အဲခြေမုံကြီးတွေလုံးမယ်။ဒါအခုသွားနေတဲ့ view ဟာပဲဒီ design ပဲ။နော်အဲ့တော့အဲ့ဒါကိုခံနိုင်ခိုင်းမခံနိုင်လို့ရှိရင်ထိုင်းနိုင်ငံမတီးပြေတော့ကျွန်တော်ကတော့ပြီးလို့ရှိရင်အဲ့ဒါကိုဟိုလေချန်စီယူခတ်ဖို့တော့မှအကြံဉာဏ်ပေးခြင်းတယ်ဒါလို့ဆိုတော့အခုကျွန်တော်တို့ ဒီ၄ GB ကိုပြီးလို့ရှင်ဆွဲလို့ဘုံပေါ့နော်ဒါတွေရသွားတယ်ဆိုလို့ရှင်မကြခင်မှာမြောက်ဒီဝါလီလမ်းပိုင်းကိုကျွန်တော်တို့ပြန်ပြီးတော့ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့သူတို့ရဲ့ဒီအခြေစိုက်စခန်းတော်တော်များများကိုကျွန်တော်တို့ဆက်လက်ပြီးတော့တိုက်ခိုက်ချေမှုန်းလို့ရတယ်ဟုတ်ဘယ်အရာမှလွယ်ကူတဲ့အရာတော့မရှိဘူးအကုန်လုံးကတော့ခက်ခဲကြမ်းတမ်းမှုတော့ရှိမယ်နော်ပိဆက်မှုတော့ရှိမယ်နော်ဒါပေမဲ့အခုလက်ရှိတိုက်နေတဲ့အကွက်ခွင်းပေါ့နော်အဲ့နေရာပတ်ဝန်းကျင်ရသွားပြီဆိုရင်ကြမ်းတမ်းနေရာတွေမှာကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ပြန်ပြီးတော့တိုက်လို့ရမှာဖြစ်ပါတယ်နောက်တစ်နေ့ဘောကတော့ကန်ထူးမှာပေါ့နော် 2020နဲ့၄လလားမသိဘူးเนาะအဲ့လောက်တုန်းကဂတုမကို PDF တွေကဝင်တိုက်တယ်เนาะရဲစခန်းဝင်တိုက်တယ်အမှသူတို့အလောင်းတွေဘယ်လောက်ရတယ်ဆိုပြီးသူတို့ကြည်ညာခဲ့တယ်အဲ့ဒီနေရာဒီကြောင်တိုက်ခိုက်ခံရတယ်တိုက်ခိုက်တဲ့နေရာကစီဆိုင်ပေါ့เนาะဂတုမရွာအနောက်ပိုင်းမှာရှိတဲ့ Noble စီဆိုင်အဲ့ Noble စီဆိုင်ကိုဒီကြောင်တိုက်ခိုက်ခဲ့တယ်အဲ့ဒီဘက်ကိုစီတယ်ခွင့်မရှိဘူးเนาะအဲ့ဒီကြောင်တိုက်ခိုက်မှုမှာတိုက်ဆုံမှုများခဲ့တယ်ဘယ်လောက်တိုက်ဆုံလို့ဆိုကျွန်တော်ပြောတတ်ဘူးအဲ့တော့ သူတို့တော်တော်များများကအဲ့လိုစီဆိုင်လို့အစီဆိုင်ရှိမှာတို့တက်ဆွဲတာတို့နော်စစ်စေးလောက်တာတို့သူတို့လုတ်တက်တယ်နော်အဲ့တော့အဲ့လိုသတင်းရလို့အတိအကျရလို့တိုက်သွားတာတိအကျကြည့်ကြတာပေါ့နော်နောက်သတင်းဒီဘုတ်ကတော့အေအေရဲ့ထုံးမျက်နှာပေါ့နော်ထုံးမျက်နှာကဒီရက်ပိုင်းမီဒီယာတွေနဲ့ခက်ဆစ်စစ်တွေ့လာတယ်ထုံးမျက်နှာအကြောင်းကိုလည်း NUG အားပေးတဲ့မီဒီယာတွေခက်ဆစ်စစ်တင်လာတာကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့သူတို့ဘလို့ပဲတင်တင်ဒါမဲ့ကျွန်တော်မပြောချင်အဲမီဒီယာဆိုတဲ့သဘောက ဒီလူမီဒီယာမှာဘာလို့ခဏခဏပါလာနေတာလဲဆိုတော့ကျွန်တော်ကြည့်ပြီးတော့သုံးသပ်တာပေါ့အဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းတွေကဒီဘင်္ဂလီတွေကိုအစုလိုက်ပြန်လဲတပ်ဖြတ်မှုနဲ့နိုင်ငံတကာမှာဟိုးလေးတကြောကြောဖြစ်တယ်အဲ့လိုပဲပြည်တွင်းမှာမူရစ်စေဝါတွေတည်တယ်ဘီလီယံ100ကျော်လောက်တည်တယ်မလေးရှားပူမူရစ်စေဝါတွေမိတယ်သူ့ရဲ့အထောက်ပို့ဒုတိယတောင်ဝန်ခံတွေအစားမိတယ်သူ့စရာပူမှုတွေလည်းမိတယ်ဝန်ခံထားတယ်မူရစ်စေဝါတည်တဲ့အကြောင်းတပ်ပြီးလို့ရှိရင်သူတို့တိုက်တဲ့တိုက်ပွဲတွေထဲမှာနော်အေအေက အဖွဲ့ဝင်တွေကမွေးစည်းဝါးတုံးပြီးတိုက်တယ်ဆိုတာလေဒီဖြစ်စဉ်တွေလည်းရှိခဲ့တယ်ဝန်ခံသားတွေလည်းရှိတယ်နောက်ပြီးလို့ရှိရင်ပလက်ဝဒေတာမှာရှိတဲ့ချင်းလူမျိုးနော်ရခိုင်မဟုတ်သောလူမျိုးတွေကိုအေရဲ့မရင်းတက်ကနော်အေမရင်းတက်သားတွေကအာရမပြူးချင်းတယ်ဆိုတာလေတတိယနေ့ရှိတယ်မဟုတ်ဒါကကျွန်တော်တို့ဘက်ပြောမှဟိုသူတို့အတေဖြတ်တယ်ဖြစ်နေအောင်မဟုတ်ဘူးအဲ့ဒါတွေကသူတို့တိုင်းရင်သားအချင်းချင်းပြောတာတွေကိုရှိတယ် เนาะအဲဒီချင်းလူမျိုးစုတွေရဲ့เนาะပြောတဲ့ဇာတ်တွေရှိတယ်အေအေကပလဝောက်မှာရှိနေတည်း၍ပလဝောက်ဘယ်တော့မှမပြောင်းတော့ဘူးဆိုတော့ချင်းလူမျိုးတွေရှိတယ်စိတ်နာလို့เนาะညွန်လို့အေအေကိုအဲဒီလိုအခြေအနေမျိုးတွေရှိတဲ့အတွက်ထုံးမြင့်နိုင်ကိုယ်တိုင်လူလုံးထွက်ပြတယ်သူတို့ကဘယ်လောက်ကောင်းကြောင်းဖြူစင်ကြောင်းเนาะဘယ်လောက်တော်ကြောင်းအေအေမရင်းတက်ကတိတ်ပြီးတော့အတေပြောက်မရှိဘဲနဲ့เนาะစစ်တပ်ဘက်ကပဲအများပြားတည်ကြောင်း အဲသူကသူထွက်ပြောတယ်ဝါဒထွက်ပြန်တာပေါ့နော်နောက်ပြီးတော့ရေခမ်းလာပြီရေခမ်းလာပြီဆိုတာပတ်ဆက်နေနေပြီအဲ့တော့မူရစ်စီးတွေကလည်းပြီပါမှာပတ်စိတ်တိုက်ဖန်ခံရတဲ့ခါကျတော့တော်တော်လေးပတ်ဆက်နေနေတဲ့ခါကျတော့ဆိုတော့ငကူတွေကအေရဲ့လှုပ်တဲ့လှုပ်ပေါတော့ပေါ့ရှိတယ်အဲ့ဒါကမလေးရှားထိုင်းဒီနိုင်ငံမျိုးတွေမှာလှုပ်သွားလှုပ်တဲ့လူတွေပေါ့နော်အခုဆိုရင်တော့ကိုရီးယားဂျပန်တွေမှာပါလာပြီပေါ့အဲ့မှာသွားလှုပ်နေတဲ့တွေကရခိုင်ပိုင်းအမစူဆောင်းရေးတာဝန်ခံရှိတယ်အေရဲ့စူဆောင်းရေးတာဝန်ခံရှိတယ် ပတ်စံထည့်ပြရထည့်ပြီးလို့ရှိရင်အဖအရခတက်တော်ယူနော်မရင်းတက်ကြီးကိုဒါထောက်ပံ့ရတယ်ပေါ့ထောက်ပံ့ရတယ်ပေါ့အဲ့ဒီပတ်စံနဲ့ထုံးမြင့်နိုင်တော့ကလက်နက်ဝယ်တယ်နော်သူတို့တွေနိုင်ငံသားမှနေကြတယ်ဒီအခြေအနေမျိုးတွေကိုထုံးမြင့်နိုင်တော့ကရယူထားတာဖြစ်ပါတယ်နော်သူတို့မှာဒီငွေကြီးတွေကဒါရုတ်ရော့သွားတယ်ပြောလို့ရတယ်ဘာလို့နိုင်ငံနိုင်ငံတိုင်းကြက်တဲနေကြမကြက်တဲနေကအရင်တော့က ထောက်ပံ့ခဲ့တဲ့ရခိုင်လည်းသူတို့မထောက်ပံ့တော့ဘူးနဲ့တူပါတယ်နေလာတယ်တူပါတယ်အဲ့တော့ရုပ်ထွက်ပြရတယ်ငါတို့တိုက်နေတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့လိုထွက်ပြမှာပဲငွေဝင်မှာပေါ့နော်ဒီဒီပုံစံမျိုးနဲ့မီဒီယာလည်းထွက်လာတယ်ပေါ့နောက်တစ်ခုကကျတော့ဟိုဒီလောက်နဲ့တော့မပြီးသေးဘူးနော်ဒီလောက်နဲ့တော့မပြီးသေးဘူးလောက်ဆက်ဖြစ်လာမယ့်အရာတွေအများကြီးရှိသေးတယ်နော်ထွက်မြေ့နိုင်လို့လည်းချကြံ့နေရလည်းအများကြီးရှိတယ်ပေါ့နော်နောက်တစ်တင်းတစ်ပုံကတော့မီဒီယာတွေမှာဒါယူကောက်ပွဲဝင်မဲ့ကိုယ်စလဲလောင်းတွေရဲ့နာမည်တွေကိုစောစောစီးစီးဆွဲထုတ်နေတဲ့ပုံစံကျွန်တော်မြင်ရတယ်ဥပမာ ဘယ်ပြည်နယ်ကဘယ်မြို့နယ်ကကိုယ်စားလှယ်တွေနာမည်မထုတ်ဖော်ရဲသေးဘူးစသဖြင့်ဒီလိုပြောရတယ်ပေါ့နော်အခုချိန်မှာကိုယ်စားလှယ်လောင်းဆိုပြီးနာမည်ထုတ်ဖော်လို့မရသေးဘူးကော်မရှင်အတီမပြုတ်ရသေးဘူးနော်အတီပြုတ်ချက်မပေးသေးဘူးဒီနေရာမှာ तू ကိုယ်စားလှယ်လောင်းနေနဲ့ဝင်ရောက်ရှင်းပြမှာမဆိုပြီးတော့ကော်မရှင်ကမထုတ်ပြန်ပေးသေးဘူးနော်အဲ့ဒါတရားမဝင်သေးဘူးအဲ့ဒါကိုအကြံဖတ်အပီမီဒီယာတွေကဆွဲထုတ်နေတယ်သူတို့ဘာလုပ်ချင်နေတာလဲဆိုတော့ကျွန်တော်နားလဲတယ်နော်ဒီအကြံဖတ်မှုတွေမဖြစ်အောင်ညညတဖုံးဝင်နေလဲအတတ်နိုင်ဆုံးတော့ လုဆောင်နေတယ်အဲ့တော့အတက်နိုင်သူတူတူတိတ်တိတ်နဲ့ကိုယ်ပတ်ဝန်းကျင်မှာပေါ့နော်ရေကောက်ပုံနောက်ဆက်ဖြည့်ဆည်းမဲ့သူတွေရှိလို့ရှိရင်ပေါ့နော်လူမျိုးတွေဖို့နေလဲပူပေါင်းဆောင်ရွက်ပြီးတော့ဒီလိုမျိုးအကြက်ဖက်သမားတွေကိုအမြင့်ဖြုတ်တုတ်တင်မှုလိုပါတယ်နောက်တစ်ရင်တစ်ပုတ်ကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ညွှန်ကြားချက်အရာပေါ့နော်အမေရိကန်ဘီလီယံနာတယောက်ဖြစ်တဲ့ဂျော့ဆိုရောရဲ့သူနဲ့သူထောက်ပံ့ထားတဲ့အုပ်စုတွေကိုစုံစမ်းစစ်ဆေးမယ်ဆိုပြီးတော့အမေရိကန်တရားရေးဝန်ကြီးဌာနကပြောပါတယ် တော့မကြခင်မှာစုံစမ်းစစ်ဆေးမှုတွေစတင်မို့ဒါတော်နေထွန့်ကလည်းစောင့်ကြည့်နေတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာလည်းကျော့ဆူရောရဲ့ဒီ open society နဲ့ပတ်သက်တဲ့ association တွေအစတွေရှိခဲ့တယ်ပေါ့နော်အဲဘာဒီ impact ဖြစ်လာလို့ဆိုကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နောက်တစ်လင်းတစ်ခုကတော့သခိုင်းက PDF အဖွဲ့ပေါ့နော်အဲ့ဒီ PDF အဖွဲ့ကဒုတိယတာဝန်ခံအဆင့်ရှိတဲ့သူနဲ့အပေါင်းပါတယ်ပေါ့ဘယ်လိုတစ်ဖက်ဝင်နေနဲ့တောက်ရပူပေါင်းတယ်ပူပေါင်းတဲ့အချိန်မှာကားတစ်စီးပါတယ်ကားဖို့ကားနော်ပြီးတော့ငွေသားသိန်းတစ်ထောင်ကျော်တဲ့ သူတို့ပြောတာပေါ့နော်ပြီးတော့ကြီးတထောင်ကျော် drone တစ်စီးတန်းတန်း၈လက်ကိုယူပြီးတော့လူမျိုးတစ်ခုနဲ့တပူပေါင်းလိုက်တယ်အဲ့လိုတပူပေါင်းပြီးတဲ့နောက်ပိုင်းမှာနော်သူတို့ရဲ့သူတို့ထိကျုပ်တာတဲ့နေရာအချို့ကိုလူမျိုးတစ်ခုတွေကစစ်ကြောင်းနေနဲ့ဝင်ပြီးတော့ရှင်းလင်းသွားတယ်ပေါ့နော်အဲ့တော့တော်တော်လေးသူတို့တည်းလည်းထိခိုက်သွားတယ်ပေါ့နော်စိတ်မကောင်းပါနောက်ထပ်တရင်လေးရှိပါသေးတယ်ဒါမဲ့လည်းဒီနေ့မိုးလေးဝသတရင်လေးနဲ့အဆုံးသတ်ရအောင်ပါ26ရက်နေ့မနက်6:00ခွဲချိန်တိုင်းတာကျဲအရာစစ်တောင်းမြေမတ်တောင်မြို့မှာ ဆိုရင်ရေမတ်အထက်ကိုပြိုဝက်ကျော်လွန်နေပြီးတော့နောက်တစ်ရက်အတွင်းမှာပြိုဝက်ခတ်မြင့်တက်လာနိုင်တယ်လို့သိရပါတယ်။အဲ့လိုပဲ6နိုင်ခွဲချိန်မှာတိုင်းတာတွေတိုင်းတာချဲအရာတန်လင်မြည်ကြီးကဖန်မျိုးရဲ့ဆိုရင်ရေမတ်အထက်ကိုပြိုဝက်ခတ်ကျော်လွန်နေပြီးတော့နောက်တစ်ရက်အတွင်းမှာတော့ဆိုရင်ရေမတ်အောက်ကိုကြားရောက်နိုင်တယ်လို့သိရပါတယ်။ဆိုတော့ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲ။ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ခင်ဗျာ။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါ